ကစီရွှေချန်နယ်လေးကပြန်လဲကြိုးတူပါဗျာနော်နေပါလေပြောချင်လဲဆိုတော့တချို့ရတော့သိရမလားဟာဝန်နေသားပါဖြစ်တယ်ညာဖြစ်တယ်ပြင်တဲ့ဆိုတာကဘာရောဟိုတယ်တော့ခေါ်ရတယ်မက်ခရွန်ပါပြောတော့ဘာဖြစ်တယ်တော့အမသူကြီးကိုဘာညာကွီကွာလှုပ်ပေးရမယ်ပြုတ်ပေးရမယ်နဲ့ကိုနိုင်ငံကြီးပဲကိုစိတ်ဝင်စားအောင်ငေါ့အခုဘာဖြစ်တော့ဖြူကျော်တဲ့ဟိုစတိတ်ရှင်ပေါ်တင်တယ်ဒါလွယ်လွယ်လေးလေးခင်ဗျာပြောလေခင်ဗျာပြောချင်တယ်လို့ပြောလေ အဲ UN မှာလည်းပြောနေရပဲခင်ဗျကုလသမဂ္ဂအစဉ်မြင့်မှာလည်းပြောနေရပဲအကုန်ပပေါက်တက်ကြပြောနေဘာဖြစ်တော့အပြောပဲလက်တွေ့ဘယ်သူမှမကူညီဘူးခင်ဗျလက်တွေ့ဘယ်သူမှမကူညီဘူးခင်ဗျဘောင်းအချိုးစည်းဘွာအချိုးစည်းဘွာမရှိဘူးအချိုးစည်းဘွာမရှိဘူးခင်ဗျဒီလိုပဲ၆ပြောမှာပဲဘောင်းနိုင်ငံတိုးတက်တော်မှာကြောက်တယ်လीနိုင်ငံတိုးတက်တော်မှာနိုင်ငံစည်းလုံးတော်မှာကြောက်တယ်ဖြတ်ဖို့တမင်တသက်ကိုလှုပ်ပြီးတာခင်ဗျ နော်ပြင်သစ်မှာကိုကမိန်ကုန်းတက်ပြောတယ်ပြူတယ်ဘာညာကူကဟာဘာပြစ်တယ်ညာပြစ်တယ်နဲ့ကိုရီလောက်ခဲ့တဲ့စောက်ပြစ်ကိုရောမြင်လားကိုရီလောက်ခဲ့တဲ့စောက်ပြစ်ကိုရောခင်ဗျအဲ့ဒါပြောရင်စတာစတုံးပြောထားတဲ့စကားရှိလေဟာဘာအကိုရဝင်သူကမဲခိုးတာဗောအဲ့ချိန်မှာတော့ပြောရုပ်လေးတက်ခံဗောဟာဘလုံးမထိမ့်မရတော့သိမ့်မရတော့ဒါရခင်ဗျတမိုင်းမဲနေခင်ဗျ ကိုကိုတိုင်းလောက်ခဲ့တဲ့အရာကိုကြတော့ကိုကိုတိုင်းလောက်ခဲ့တဲ့အပြစ်တွေကိုကြတော့မေ့ပြောက်ဘူးကြာစစ်တိတ်စီမောင်းတာဘာဖြစ်တဲ့ညာပြတဲ့တချင်းသူလိုဖမ်းနေပြုတယ်ဗျမဖမ်းဘူးတချင်းသူလိုမဖမ်းဘူးဒါငါတို့လက်ခံတယ်တချင်းသူလိုမဖမ်းဘူးဒါမဲ့မြမယင်ကျင်းမှုမြမဝရင်းနေတော့နည်းလေးစဉ်းစားလေဟိုဟိုခင်ဗျားတို့ဟိုဘဖလောပွဲမှာလို့ခင်ဗျားပေါက်ပန်းလေးတက်အော်ကြီးတက်ပြောပြောအကုန်လုံးနေကြအလုံးကျဲဒါမျိုးတော့လာမလုံးနဲ့လေ သောကားနဲ့လीနိုင်ငံတနိုင်ငံမှာဥပဒေရှိတယ်လीအကုန်လုံးကရှာမှတ်ထားပြီးသားရေချင်းမှုပဲဖြစ်ရိုးရဒလိပဲဖြစ်အကုန်အဲ့ဥပဒေတွေတော့လာမချိုးဖောက်နဲ့လीတခြင်းဆိုလို့ဖမ်းတာမဟုတ်ဘူးနိုင်ငံမှာရှာမှတ်ထားတဲ့ဥပဒေကိုချိုးဖောက်လို့ဖမ်းတာပြုတ်တာဟွန်းဖြူကျော်သိန်းရဲ့ဟဲ့ကိုကိုအင်္ဂလိပ်လိုပြောနေရရပါဖြစ်တဲ့ညာဖြစ်တဲ့မလုံးနဲ့လीဟဲ့ကိုကိုတိုင်းဥပဒေချိုးဖောက်ထားလားနေအဲ့ရအခုပြင်သစ်မှာနေပြင်သစ်ဥပဒေကိုနေချိုးဖောက်ရလားမချိုးဖောက်ရလीနေအခုကမှတွေ့လား နောက်တက်လာမှသမရဝါသနာပြပြူနေတော့နေကိုယ်တိုင်ထွက်ပြီးပြောထားရလीဟုတ်တယ်မလားဒါပဲလीမကြိုက်တာဝင်ကြိုက်လို့ပြောလို့ရဒါမဲ့နိုင်ငံရဲ့ဥပဒေကိုချိုးဖောက်လို့မရဘူးဒီနိုင်နေနေတဲ့နိုင်ငံမှာဥပဒေရှိတယ်အဲဥပဒေကိုမချိုးဖောက်ရဲဘူးလीစောက်ကြီးစောက်ကြီးတွေပြောတယ်လीနေအမှန်တရားအမှန်တရားအမှန်တရားဆိုမဲ့ကျွန်တော်ပြောသဘောအောင်လားမသိဘူးကျွန်တော်ကဖားရပြီးပြောနေအောင်ဖြစ်နေတဲ့အဖြစ်အစဉ်ကိုပြောမှရမှာနှုတ်ဆိုလို့ချင်းသူတို့ကတာတာရခမရသူတို့ရကြတော့ခမရ အေးသေးနေရတာဒီနိုင်ငံမှာပြည်နေတဲ့လူငယ်ကလေးသူငယ်တွေကခင်ဗျာအရှိပြက်လက်ပြက်နော်ဖနက်တရံဝယ်နှစ်ယောက်စီးလို့ရသွားတယ်ဆိုတော့အဖြစ်မျိုးတွေအများကြီးနေခင်ဗျာဒီမှာကြည့်လိုက်လေခင်ဗျာဖနက်တရံဝယ်တာနှစ်ယောက်စီးလို့ရတယ်ဆိုတော့ခင်ဗျာဘယ်နဲ့ညာနဲ့ပြက်နေရနေကျွန်တော်တို့နိုင်ငံကလူငယ်တွေကခင်ဗျာတကယ်ခံစားနေရတာလေသူတို့ရဲ့မြောက်ပေးပြုပေးအေးသေးလေခင်ဗျာတနေ့ကနေဖခင်ကြောင်းတက်တုံးလေခင်ဗျာကြောင်းတင်ပေးတာအညိုစင်လေးပါအညိုစင်လေးပါဆိုပြီးတော့ဒါကျွန်တော်ပြောနေရမဟုတ်ခင်ဗျာမြင်သာဖို့ပြောနေရတာ သူတို့ကဒီလိုဟာတနစ်ကြာမှတခုထွက်ပြောလိုက်လေခင်ဗျားတို့ဟာလက်ကုတ်ဒီညာခင်ဗျားတို့ကအသုံးချခံနေရတာသဘောပေါက်မှာမသိဘူးเนาะကျတော့မပေါက်လဲနေပေါ့ဗျာเนาะ DPP ကအမှပြောထားရယ် future thing ပြောထားရယ်နှစ်ပုတ်ဖွင့်ပြီတစ်ချက်နားထောင်ရယ် DPP ကယဉ်နားထောင်ရယ် DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ် တော်လန်နုပညာရှင်တယောက်ဖြစ်တဲ့နမကြီးအဆိုတော်ဖြူဖြူကျော်သိန်းဟာပြည်သက်နိုင်ငံမှာကျင်းပတဲ့2025ခုနှစ်ကလမန်နီလာကမှာတယောက်မိခွန်ပြောကြားခွင့်ရခဲ့ပြီးသူကမေးရခံထားရတဲ့နိုင်ငံအတွက်ဖွင့်ထုတ်ပြောဆိုဖို့တက်နိုင်သမျှဆက်လက်လှုံ့ဆော်သွားမယ်အကြောင်းပြောလိုက်ပါတယ်။ကျွန်မဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာပါ မေယော့ခံထားရတဲ့နိုင်ငံအတွက်ဖွင့်ထုတ်ပြောဆိုဖို့တက်နိုင်သမျှဆက်လက်လှုပ်ဆောင်သွားမှာပါကျမတို့မေယော့သွားမှာမဟုတ်ပါဘူးတနည်းမှာတော့ညံ့တမှုနဲ့တရားမျှတမှုဆိုတာတွေပြန်ရောက်လာပါလိမ့်မယ်မျှော်လင့်ပါတယ်လို့ပြောဆိုသွားပါတယ်ကဲအဲ့ဒါတော့မေယော့နေလို့တဲ့မေယော့နေလို့တဲ့ဩမှတ်တောင်ထားအောင်ပဲဗျာနော်မေယော့နေလို့ဆိုပဲ ဒါတော့သူတို့ကြတာတရားနေတယ်နော် AC ဖျားကြောင့်တက်ပြူရဲ့အာတရားနေနေရဲ့ဟာကြီးတော့သူတို့စောက်ပြစ်ကြသူတို့မမြင်တော့ဘူးညတကယ်ပြောတာကျွန်တော်မကြိုက်တာအဲ့ဒါကိုစောက်ပြစ်လေကိုလည်းကိုမြင်အောင်ကြည့်ကြအောင်ကိုလို့ညငါဘာမှနေလို့ငါဘာလုပ်ခဲ့တော့ငါပြည့်ရဲ့ဖြစ်စဉ်ရောပြန်လဲစဉ်းစားမိလားမစဉ်းစားကြဘူးညစောက်ကြီးစောက်ကြီးကပြောနေအောင်ညပေါက်ပန်းလေးတွေကပြောနေအောင်ညဟမ် ဟိုလည်းမြောက်ပေးပါလေဟိုကလည်းဟိုနိုင်ငံနေလည်းအသုံးချပါလေခင်ဗျာနိုင်ငံနေကအသုံးချမှာပဲခင်ဗျာအင်ဂျင်ချင်းဦးမဲတော့ပြီးခုတ်ခိုင်းတာပါလေຢာလဲညက်စီကြက်လဲပန်းစီပဲຢာလဲညက်စီကြက်လဲပန်းစီပဲဒီအယူမြင်ရမှာကျွန်တော်ကကိုယ်နိုင်ငံသားချင်းအပြည့်နဲ့ပြူနေပြီးတော့သူများကြိုက်ဖြစ်သွားမှာပေါ့သူများကြိုက်ဖြစ်သွားမှာပေါ့ခင်ဗျာဒါတွေကိုမြင်တော့ဘူးကျွန်တော်ပြောတာသူတို့တွေကိုယုံသားပြီးတော့ဒီမှာအသက်တွေဘွားတွေချီလက်အင်ကအများကြီးပေးဆက်နေရတဲ့ဟာကြီးရှိနေတဲ့ဟာကျွန်တော်တို့ကပြောရမှာလीအ

One is to apologize to the hunter, appease with them, make a deal, not to involve in the politics again. And shut my mouth, pretend that nothing has ever happened in Myanmar. Continue my career as a megastar, and let them use my image for their normalization propaganda to the world that everything is fine in Myanmar. Otherwise, I would get arrested and go to the notorious prisons of Myanmar. Another choice is to leave my successful career, my comfortable life, my wealth, my family, my home, my fans, everything I built and cherished for 20 years, to become a fugitive and end up in a third country like a nobody. I chose the second option because I couldn't shake the bloody hands of the hunter who has killed and tortured thousands of my fans and my citizens. Then I hid in Thailand for a few more months until I received protection from France. But not everyone was that fortunate. Some of my fellow resistant artists got arrested, some imprisoned, and one famous musician got killed in the frontiers. And one famous hip hop artist, who is also the member of the parliament, got a capital punishment, and he got executed in prison. That execution was the first in 30 years of our history. And the hunter is preparing an election at the end of this year, which is nothing but a political trap to legitimize the atrocity and the crimes against humanity they committed over the past four years. As an exile resistance artist, I toured around the world since the end of 2024, singing fundraising charity concerts in London, Seoul, Sydney, Melbourne, and Tokyo to support the displaced people in war-torn areas, to unite Nyama diaspora, and to increase the awareness of our forgotten war in the international scene. As a result of that, four months ago, the hunter Revokes my citizenship. But that's not going to stop me. I will continue my fight. I will continue to speak out the truth to raise awareness of our forgotten country and our forgotten war. I will continue to do whatever I can. Your presence, especially that of young people here, encourages us, and your attention ensures us that we are seen, we are heard, we are recognized, and that we are not forgotten. And I hope one day the peace and justice would return to my country. Thank you very much. Have a good <laughs> day. တတရနိုင်ငံမှာကိုလိုငွေမရခင်ထိုင်းနိုင်ငံမှာခဏအနေလအနေငယ်နေရနော်လအနေငယ်ပဲနေတာ ခင်ဗျာအဲ့တော့ဘာလို့ပြေးတာတော့ငါယုံကြည်တဲ့တိုက်ပွဲဝင်မပြုတ်မဲ့ဆိုတော့ခင်ဗျာအာအေးစီအခုထိုင်းနိုင်ငံမှာတခေါင်ကြီးရလေခင်ဗျားတို့ကျွန်တော်နာမည်တက်မပြောချင်လို့ခင်ဗျာပေးနေတဲ့ခန်းလေးတည်းကနေပြီးတော့တိုက်ပွဲဝင်မယ်ငါတို့ဟာမင်းတို့ပြောလို့မရဘူးမရဟိုတင်းကြီးရလေ DVB ကြီးရလေမြေစီမကြီးရ ARD ကြီးရလေမြန်မာနောင်းကြီးရလေဟမ်တန်လွန်ခက်ကြီးရလေမင်းတို့တဲ့ပို့ပြီးတော့မီဒီယာ site ဝါပို့ထည့်နိုင်တဲ့ကောင်တွေကြီးရလေမင်းကဘာတော့အခန်းထဲကနေပြီးတော့အာတိုက်ပွဲဟမ် တော်လိုင်းကြီးကိုအောင်နိုင်ကြီးအတွက်ကတော်လိုင်းအောင်နိုင်ကြီးအတွက်ကိုခန်းနေရတိုက်ပါတဲ့ဩဟင်ဗီဒီယိုတွေရိုက်ပြီးတင်နေလို့မင်းတို့မဖြစ်ဘူးဒီမှာချက်ကျူးတဲ့ပြည်သား27 25ပြီးပြီမင်းတို့ဟမ်31တလား26ပြီးပြီမင်းတို့ဘာလာမလို့နဲ့လာမရှင်းနဲ့ဟမ်မင်းတို့အဲ့လိုပြောလေမင်းတို့အန်ယူဂျီပြောတာ27အောင်ပါပေါ့27အောင်ပါပေါ့23အောင်ပါပေါ့24အောင်ပါပေါ့25အောင်ပါပေါ့23အောင်ပါပေါ့ 2020ခုမှာ KNDO ကရန်ကုန်မှာရုံးဆိုင်ပါတယ်မင်းတို့ရပိုတယ်လीအဲ့တော့မင်းတို့တိန်းထားလဲမင်းတို့နိုင်သွားလဲမင်းတို့ပြန်ချမှာပဲ KNDO ကဒါရိုးရိုးလေးတွေးကြည့်တာအဲ့ဆိုလို့ချင်းကဲဟုတ်တယ် KNDF ကပြောထားတယ်လीကျွန်တော်တင်မိထားတဲ့ကောင်ဆိုလို့ချင်းဗါတယ်2026လပိုင်းမှာတလာရအပြီးစော်မယ်ခင်ဗျားတို့အဲ့ဒီမှာမြင်သာတဲ့အရာယူသူတို့ပြောတဲ့အရာတွေဟဲ TRN ကငော MDA ဟဲဝဟဲ PI ရှင်းရှင်းပါလေနဘောခွဲနေသေးရဲ့ကျန်နေရကျန်နေရတွေးကြည့်လိုက်ဒီခင်ဗျားတို့ပေါက်ပန်းလေးသက်ဖြစ်နေတဲ့အရာမျိုးသူတို့ကကြတော့သူတို့ကရာဖြူစင်သောတန့်ရှင်သောအရာကြီးလားဟမ်ဘလို့ရှင်းမှာတော့အခုပြခင်ဗျားတမဏိလှုပ်ထားတဲ့ကိစ္စဟမ်အန်ယူဂျီဘာဖောက်ရေးယူနိုင်လို့အရေးမြင်တယ်သူတို့ပဲကြော်ဟင်းအခုခင်ဗျားဟမ်ဘာကြည့်တယ်မရင်းနေသူယောက်ျားနဲ့ကွဲတယ်ကိုဝင်ပြက်ကြတယ်အမှားကြီးအများကြီးပဲလေ ပြီးတော့အဲ့ဒီကိုဝင်ကျင်ခံမရင်းကျင်ခံတဲ့ဟာကဘာဖြစ်တော့မရင်းကျင်ခံရတဲ့လူတွေကဖန်ခံရတယ်လေဝက်လက်မှာလည်းဖန်ခံရတယ်လေခင်ဗျဟာစောက်တလွဲကြီးပဲဟဲ့ဟိုမှာကဏီမှာတိမ်ပေါင်းသုံးပေါင်းကိုရဲအားကြီးခင်ဗျကတ်မလူမှာတခိုးချဖို့လုပ်တဲ့ကတ်မလူမှာသူပကပအကြီးခဲပါဆိုတဲ့လူကမရင်းကျင်နေအဲကြော်မြင့်တို့ဟဲ့မဲခေါင်တို့ဟဲ့ညာဒူဘိုင်းဘလူရီတို့ဟဲ့ စောက်ကြီးစောက်ကြီးတာသူပြောနေအထိုင်းနိုင်ငံမှာခဏနေပြီးတက်တရနိုင်ငံခုံပူးသွားတဲ့လူကစောက်ကြီးစောက်ကြီးတက်ပြောနေမြတ်ခင်ဗျားဝယ်ယုံကျွန်တော်ကမယုံဘူးမြတ်ဟမ်တက်တရနိုင်ငံတက်တရနိုင်ငံအကုန်လုံးက2020နှစ်မှာတည်းကနော်ခင်ဗျားတို့အစိုးရတွေပြုတ်ဆောင်နေအဲ့နာမည်ကြီး celebrity ပြောင်းမှမရှိတော့အကုန်လုံးကိုလုံးသွားပြီအဲ့ဒါကိုတော့မသိဘဲနဲ့အာသူတို့တင်းနဲ့ပို့လိမ့်ပါပဲတာယာပြီးတော့တော်ထဲမှာလို့ဘာလို့ရှောက်စောက်ယူလीခင်ဗျားတို့အဲ့ရှင်းရှင်းနိုင်နိုင်အောင်လည်းတော့ချင်းနေနိုင်နိုင်ကိုယ်တိုင်ပြောတာလीနိ ဟမ်ဘာမှတော်လိုက်မဟုတ်ဘူးမြားဟမ်ဟာကိုင်းနဲ့လာတဲ့စတာလင်ညောဘောင်ညောတက်လာပြီးဟာပြောဝဲချင်မမိဘဝဲလောက်ပြီးတော့ပြန်သွားတယ်ပြီးသွားတယ်ဟမ်အနေနဲ့ပြောခဲ့တာလေးမြားဘာမှမဟုတ်ဘူးလေမှ0မြောက်အောင်နဲ့ nova 2နဲ့ပြတ်တယ်တက်တယ်ခင်ဗျာ2023ရရပေါ်လာဟာစီးကြောက်ကိုအထုတ်လိုက်ရှူတာတယ်ခင်ဗျာဟမ်မဲဆောင်မနေကွယ်ပြဲပြီးတော့အိမ်နေခါပြီးတော့ဘိုင်းတော်လန်နေအောင်ခင်ဗျာတို့လေလိုင်းပေါ်တော်လန်နေလို့မရဘူး လီလိုင်းဘောကအောင်နေလို့မရဘူးခင်ဗျားတို့အသိဆုံးလေခင်ဗျားတို့ဟမ်နှစ်သတိနှစ်သနေနှစ်သုံးနှစ်သလီနှစ်သငါးကုန်တော့မလဲမြင်သာနေတဲ့ຢာကြီးမမြင်သာတဲ့ຢာမဟုတ်တော့မြင်သာနေတဲ့ຢာကြီးဘာဖြစ်နေအောင်ခင်ဗျာဟမ်သူတို့ကြောက်ချက်ချင်းဟိုဘောင်မျက်နှွေးလာဘာတော့ဟမ်ခင်ဗျာမစ်သွားပြိုင်နေဟိုမာလေးခင်ဗျာအဲခင်ဗျာလေ ပေါ်တော့ကပြောတယ်ပြောပြီးတက်တဲ့နိုင်ငံလူတက်တဲ့နိုင်ငံအကုန်အကုန်ကြီးလိုက်ခင်ဗျာသူတို့တော်တော်ရာကြီးပဲခင်ဗျာဟမ်ဒီတိုင်းမလွယ်တဲ့နိုင်ငံတွေသူတို့ကအေးဆေးလေးနိုင်ငံအကြောင်းပြရွာအဲဆယ်လီဘရီမြင်ကန်ပြီးအဲ့လိုကြီးခိုးလုံတာလေဟမ်သူများရဲ့ဆို2019တွေကအမှမထွက်ရလို့ယူသလိုကြောင်းလို့ကြောင်းတင်ပေးပြီးသားလေတက်တဲ့နိုင်ငံတွေမသွားလို့ယူသလိုကြောင်းလို့ဖြစ်ကုန်တဲ့အရာအများကြီးခင်ဗျာဟမ် သူတို့ကြောက်ခွားခွားဆိုပြီးတော့ခင်ဗျားဟဲ့သူများဆို2019ရေကတော့ဘာမှဒီအရေးကြီး2021အရေးကြီးမဖြစ်ခင်တည်းက2019ရေကမှ UN ကတည်းသွားလျှောက်ပြီးတော့သွားကြိုက်နာတဲ့လူတွေအများကြီးနေခင်ဗျာဒုက္ခသည်စကားမှာဟင်ကဖူးသူတွေပဲဟဲ့ခင်ဗျားတို့ကတည်ရခင်ဗျားတို့ကရှင်းကြီးလဲစားတာလေကိုမျက်လုံးကိုထိုးပေါက်တော့ကိုနာကိုထိုးပေါက်တော့ကိုနှာခေါင်းကိုအနမ်းမရအောင်လုပ်ပြီးတော့ခင်ဗျားရှင်းကြီးလဲစားနေ သူတို့ကထွက်ပြီးတော့ဘာကုကြောင်မလို့ဘာပြောဟာ ICC မှာ fan run ထိုးကောင်မပြူရမယ်ဘာညာကူကွာနဲ့အဲ ICC မှာ fan run ထိုးတာ23ရောက်တယ်မှာဘယ်သူပါတော့ပြန်သင်းသောင်းလေဘယ်သူလက်ထက်မှာဖြစ်တာပြဿနာတော့အเจ้าအကုန်တန်တိတ်ကောအခုလဲအကြောင်မလို့အခုတကထပ်ပြီးတော့တင်ပြန်ပြီပြီးတပုတ်လာမယ်တင်လေးမင်းကမင်းတင်လေးကြတော့ မြင်သာသမ်းပါမြင်သာသမ်းပါခင်ဗျာသူတို့ကတသားရရနေတာကြီးခင်ဗျာ